ရင်ပြည်နယ်မြောက်ရီမြို့ရဲစခန်းအနီးအမှတ်9ရပ်ကွက်မြမလျက်စစ်တားဘေးစယုံနဲ့နှစ်ချင်းခရိယံဖျားရှိခိုးကြောင်ကြားမှာရှိတဲ့ဒုက္ခလမ်းမှာစက်တင်ဘာလ14ရက်နေ့ညနေ4နာရီချိန်ခန်းကလက်လုံမိုင်းတွေ့ရှိခဲ့ပါတယ်။မြောက်ရီမြို့အမှတ်9ရပ်ကွက်ဒုက္ခလမ်းမှာရှိတဲ့လမ်းဘေးအမိုက်ပုံမှာဝါယာကျိုးတွေနဲ့မိုင်းလူယူဆရတဲ့အရာတခုကိုအမျိုးသမီးတို့ကတွေ့ရှိခဲ့ရမှာမြောက်ရီရဲစခန်းကိုဖုန်းနဲ့အကြောင်းကြားခဲ့တာဖြစ်ပါတယ်။အဲ့ဒီတရင်ရလင်ရချင်းသင်ကန်းညီနောင်အခြေချစစ်ဖြူဟာမူ ဗိုလ်မှူးကြီးမမဝင်းဦးစီးအဖွဲ့မြောက်ဝရီခရိုင်ရဲတပ်ဖွဲ့မှဒူရဲမှူးကြီးတင်မျိုးထူးဦးစီးတော်အဖွဲ့နဲ့စစ်မြေပြင်အင်ဂျင်နီယာတပ်တို့မှသွားရောက်ရှင်းလင်းခဲ့ကြပါတယ်။အဲ့ဒီလိုရှင်းလင်းရာမိုင်းပုံတရံမှာ M150 အချိုးဖမ်းမလင်းကုန်အတွင်ရန်ကြောက်ခဲသေးများစနက်တန်တစ်ချောင်းနဲ့ပြင်ပမှာစာကစ်ပြားတစ်ခုပါဝါတခဲအသေးနှလုံးကိုဝါယာကျိုးနဲ့ချိတ်ဆက်ထားရှိပြီးအဝါရောင်တိတ်ပတ်ထားတဲ့ဒေသန္တရလက်လုံမိုင်းတစ်ခုဖြစ်ကြောင်းစစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။အဆိုပါဒေသန္တရလက်လုံမိုင်းကို စစ်မြေပြင်အင်ဂျင်နီယာတက်မှတက်ချက်ကြီးချမ်းငိမ်ဦးဦးစီးအဖွဲ့မှ၄နိုင်20အချိန်မှာတက်မဲ့ပြုတ်လုဖေရှားရှင်းလင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။